အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့အန်ဩစရာအမှန်တရားတစ်ခုကိုမျှဝေခြင်းပါတယ်ပင်လယ်ကမ်းရိုးတန်းနဲ့အဆက်အသွယ်မရှိတဲ့ကုန်းတွန်းပိတ်နိုင်ငံတွေမှာရေဓာတ်တွေရှိနေပါတယ်ဘာကြောင့်ဒီလိုနိုင်ငံတွေမှာရေဓာတ်ရှိရသလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်ရေဓာတ်လို့ပြောလိုက်တဲ့အခါမှာလူတိုင်းဒီပါကလေရင်တင်သင်္ဘောကြီးတွေနျူကလ িয়ার ရေငုပ်သင်္ဘောတွေနဲ့ င်းလဲပြင်းကျဲကြီးတွေမှာကင်းလဲနေတဲ့ပုံတွေကိုမြင်ကြပါလိမ့်မယ်ဒါပေမဲ့လည်းရေတက်တိုင်းကတော့ဒီလိုမဟုတ်ပါဘူးကုန်းတွန်းဘိတ်နိုင်ငံတွေမှာ brown water navy လို့ခေါ်တဲ့မြစ်တွေကန်တွေထဲမှာလှုပ်ရှားနေတဲ့ရေတက်မျိုးတွေထားရှိကြပါတယ်ဒီရေတက်အသေးတွေကအမျိုးသားကာဝေးရေးမှာ အရေးပါတဲ့အခန်းကန်တာကနေပါဝင်နေပြီးတော့တချို့ဆိုရင်အံအားပွဲကောင်းတော့အောင်တက်ကြွလှုပ်ရှားနေကြပါတယ်ဒီလိုရေထက်တွေထားရှိရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့နယ်ဇက်ကာဝယ်ရေးပါ ကောင်းတော့ပိတ်နိုင်ငံအများစုဟာမြစ်တွေကန်တွေနဲ့နယ်နိမိတ်ချင်းထိစပ်နေကြပြီးတော့အဲ့ဒီရေချောင်းတွေဟာမူရင်းစေဝါနဲ့လူကုန်ကူးမှုတွေတရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေရဲ့အဓိကနေရာတွေဖြစ်နေတတ်ပါတယ်။ဒါအပြင်ရေချောင်းအသုံးပြုခွင့်နဲ့ပတ်သက်တဲ့အငင်းပွားမှုတွေလည်းဖြစ်နိုင်ပါတယ်။ဒီနေရာမှာရေဓာတ်ကအရေးပါလာပါတယ်။ဥပမာပြရမယ်ဆိုရင်တော့လာအိုနိုင်ငံမှာသူ့မှာပင်လယ်ကမ်းရိုးတန်းမရှိပေမဲ့မဲခေါင်မြစ်ကသူ့နယ်စပ်တစ်လျှောက်စီးဆင်းနေပါတယ်။ အဲ့ဒီမြစ်ကိုကင်းလဲဖို့နဲ့လုံခြုံရေးအတွက်မြစ်ကြောင်းရေတပ်ထားရှိပါတယ်။အလားတူပဲတောင်အမေရိကကပါရာဂွေးနိုင်ငံအားဆိုရင်လည်းပါရာဂွေးမြစ်နဲ့ပါရာနာမြစ်တွေမှာရေတပ်သင်းမောတွေလှည့်ပတ်နေပါတယ်။နေဆက်လုံခြုံရေးအတွက်သာမဟုတ်ဘဲနဲ့အဲ့ဒီမြစ်တွေကအက်ဒလန်ဒိတ်သမုဒ္ဒရာကိုအိနီးချင်းနိုင်ငံတွေကနေတဆင့်ဆက်သွယ်ထားတဲ့အတွက်အရေးပါတဲ့တယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဖြစ်နေလို့ပါ။ဒါကတော့ဒုတိယအကြောင်းရင်းဖြစ်တဲ့တယ်ယူပို့ဆောင်ရေးကိုဆက်ဆက်စဉ်းစားမိစေပါတယ်။ တောတောင်ထူထပ်တဲ့နေရာတွေလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေမှာမြစ်တွေဆိုတာက highway လမ်းမကြီးတွေလိုပါပဲအဲဒီလိုနေရာတွေမှာရေတက်ရဲ့တာဝန်ကကင်းလဲဖို့ပဲမဟုတ်တော့ဘဲနဲ့စစ်သားတွေထောက်ပံ့ရေးပစ္စည်းတွေနဲ့အရက်သားတွေကိုပါတည်ယူဖို့ဆောင်ပေးနေရပါတယ်ပါရာဂွေးမှာဆိုရင်ရေတက်သင်းမောတွေကမြစ်ကြောင်းတစ်လျှောက်ကုန်ပစ္စည်းနဲ့လူတွေကိုတည်ယူဖို့ဆောင်တဲ့နေရာမှာအရေးပါတဲ့အခန်းကနေပါဝင်နေပြီးတော့မရှိမဖြစ်လိုအပ်နေပါတယ် နောက်ပြီးတော့ Caspian ပင်လယ်လိုမျိုးအငင်းပွားပွဲပင်လယ်ရှိနေတဲ့နိုင်ငံတွေလည်းရှိနေပါသေးတယ်။ Caspian ပင်လယ်ဟာသမုဒ္ဒရာနဲ့အဆက်အသွယ်မရှိပေမဲ့လည်းကြီးမားလွန်းပြီးတော့ Kazakhstan, Turkmenistan, Azerbaijan ဆိုတဲ့နိုင်ငံတွေနဲ့ထိစပ်နေပါတယ်။ဂျီနိုင်ငံတွေဟာသူတို့ရဲ့ Caspian ပင်လယ်ပိုင်းကိုကင်းလဲဖို့ဂျီနန်နဲ့သဘာဝတန်းငွေလိုတရားစာတားတွေကိုကောက်ွယ်ဖို့နဲ့နယ်မြေပန်ဆိုင်မှုကိုအခိုင်အမာပြဖို့အတွက် သူတို့ရဲ့ရေဓာတ်အင်အားကိုတိတိသာသာဖွံ့ဖြိုးအောင်လှုပ်ထားကြပါတယ်။ဒီရေဓာတ်တွေဟာအမှတ်တင်ဂေတာတသက်မဟုတ်ဘဲနဲ့အစာပိုင်းကျမ်းမှာဆိုရင်တော့သူ့ရဲ့ Caspian ရေဓာတ်မှာဒုံးကြည်တင်သင်္ဘောတွေ၊ကင်းလက်သင်္ဘောတွေပါဝင်နေပါတယ်။အမှတ်တင်ဂေတာတံပိုးတစ်ခုအနေနဲ့ရေဓာတ်ထားရှိတဲ့နိုင်ငံတွေလည်းရှိပါသေးတယ်။အကောင်းဆုံးဥပမာကတော့ဘိုလီးဗီးယားပါ။19ရာစုတုန်းကချီလီနိုင်ငံနဲ့စစ်ပွဲဖြစ်ပွားပြီးတော့ ပစိဖိတ်ကမ်းခြေကိုဆုံးရှုံးခဲ့ရတဲ့အချိန်ကစလို့ဘိုလီးဗီးယားရေတပ်ဟာစစ်ရေးအဖွဲ့အစည်းတစ်ခုအဖြစ်ရှိနေုံသာမကဘဲနဲ့နိုင်ငံရဲ့ဆုံးရှုံးသွားတဲ့ကမ်းခြေနဲ့ပင်လယ်ကိုပြန်ရဖို့အတွက်သတိပေးမျှော်လင့်ချက်တစ်ခုလည်းဖြစ်နေပါဗါးဘိုလီးဗီးယားရေတပ်ဟာတီတီကာကာရေကန်နဲ့အ धिक မြစ်တွေမှာကင်းလက်လုပ်ငန်းတွေပြုလုပ်နေပြီးတော့အခမ်းအနားတွေမှာလည်းပါဝင်ပြီးနိုင်ငံရဲ့ဂုံတိတ်ခါနဲ့အနာဂတ်မျှော်လင့်ချက်ကိုဖော်ညွှန်းနေပါဗါး ဥရောပနိုင်ငံတချို့မှာလည်းကံတွေမြစ်တွေမှာกินလဲဖို့အတွက်တပ်ဖွဲ့ငယ်လေးတွေထားရှိကြပါတယ်။ဆွစ်ဇာလန်မှာဆိုလို့ရှိရင်ဂျီနီဗာကံနဲ့ကွန်စတန့်ကံတွေမှာกินလဲဖို့အတွက်တပ်ဖွဲ့ငယ်ရှိကြပြီးတော့အဲ့ဒါကဂျေဒက်ကြီးမဟုတ်တော့လည်းပဲဥပဒေစိုးမိုးရေးနဲ့နယ်စပ်လုံခြုံရေးမှာအရေးပါပါတယ်။ဟန်ဂေရီနိုင်ငံမှာဆိုရင်လည်းဒန်းညိုမြစ်စီစဉ်နေတာကြောင့်မြစ်ကြောင်းတပ်ဖွဲ့တွေကိုကြီးတဲ့ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ထားရှိထားပါတယ်။ အီသီယိုးပီးယားနိုင်ငံဟာအီရီထရီးယားနိုင်ငံလွတ်လပ်ရေးရသွားပြီးတဲ့နောက်ကုန်းတွန်းပိတ်နိုင်ငံဖြစ်သွားပါတယ်။ဒါပေမဲ့လည်းရေတဲစွမ်းအီကိုပြန်လည်တိစောက်ဖို့အတွက်စိတ်ပါဝင်စားနေပြီးတော့ပြင်သစ်လိုနိုင်ငံတွေစီကနေရေတဲလေ့ကျင့်ရေးအထောက်အပံ့တွေရရှိနေပါတယ်။ဒါကြောင့်ကုန်းတွန်းပိတ်နိုင်ငံဖြစ်နေတာကကုန်းပေါ်ကနေပဲလှုပ်ရှားရမယ်လို့လည်းမဟုတ်ပြန်ပါဘူး။ဒါကြောင့်မို့လို့ဒီနိုင်ငံတွေကသမုဒ္ဒရာတွေကိုတင်မောတွေမစီလွတ်နိုင်ပေမဲ့လည်းကာကွယ်ရေး တည်ယူပို့ဆောင်ရေးဒေတာရွန်းလွှမ်းမိုးမှုနဲ့အမျိုးသားဂုဏ်သိက္ခာစတဲ့အကြောင်းအမျိုးမျိုးကြောင့်ခြေတက်အင်အားကို ထိန်းသိမ်းထားရှိဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။